ြန်လည်ကြိုဆိုပါရယ်ဒီသတင်းတိုလေးမတင်ဆက်ခင်မှာရခိုင်လက်နက်ကိုင်တပုံ AA ရဲ့ကြောထောက်နောက်ခံပြုတ်မှုနဲ့ရခိုင်ပြည်နယ်အတွင်းမှာသွာလာလှုပ်ရှားနေကြတဲ့ရခိုင်အကြမ်းဖက် AP နေမင်းထွန်းကြိုက်ကူးထားတဲ့ဗီဒီယိုကလစ်လေးတစ်ခုကိုတင်ဆက်ပေးသွားချင်ပါတယ်အရခတ်တတော်ကြီးအုပ်ချုပ်နေတဲ့ရခိုင်ပြည်တွင်းကစာတင်ကြောင်းတစ်ခုကိုမြင်တွေ့ရတာပါ။ စိုးရဆက်ဆက်ပညာသင်ကြားခွင့်ဆုံးချုံးခဲ့ရတဲ့မွတ်စလင်ကျောင်းသူကျောင်းသားတွေဟာအခုတော့ဒန်းလူညီမြပညာသင်ကြားခွင့်တွေရရှိနေကြပါပြီ။

င်းမှာရခိုင်လက်နက်ကင်သဘုံ AA ရဲ့ကြောထောက်နောက်ခံပြုမှုနဲ့ရခိုင်လက်နက်ကင်သဘုံ AA ထိန်းချုပ်ထားတဲ့ဒေသတွေမှာတရားမရှိတကားမရှိသွာလာလို့ရနေတဲ့ journalist တယောက်ဖြစ်ပါတယ်မင်းထွန်းကပြီးခဲ့တဲ့နှစ်အနည်းငယ်မှာမလေးရှားနိုင်ငံကနေပြန်လည်ဝင်ရောက်လာပြီးတဲ့နောက်သတင်းဌာနကြီးတွေမှာဝင်ရောက်လောက်ကန်ခဲ့ရတယ်။အဲဒီနောက်ရခိုင်လက်နက်ကင်သဘုံ AA ကြောထောက်နောက်ခံပြုထားတဲ့မီဒီယာတွေမှာဝင်ရောက်လောက်ကန်ရင်းကနေအခုနောက်ပိုင်းမှာတော့အလွတ်တန်းသတင်းတောက်အနေနဲ့ရခိုင်လက်နက်ကင်သဘုံ AA လုံးသမျှကိုလိုက်ပုံပေးနေတဲ့ခိုင်းစစ်တယောက်ဖြစ်ပါတယ် ပြောရရင်တော့ရခိုင်လက်နက်ကိုင်းသဘောအေးမွေးထုတ်ပေးလိုက်တဲ့ lobby တယောက်လို့ဆိုရမှာဖြစ်ပါတယ်။နေမင်းတို့ကဘယ်ချိန်မှာတည်တည်တသာဖြစ်လာတယ်လဲဆိုတော့ရခိုင်လက်နက်ကိုင်းသဘောအေးရဲ့လူမျိုးတွန်းတပ်ဖြတ်မှုတွေရှိခဲ့တဲ့2024ခုနှစ်ကထမ်းလျှောက်ကံဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးအံပုံမှုဖိဖို့စ조사တဲ့အချိန်ရခိုင်လက်နက်ကိုင်းသဘောကောင်းဆောင်ထွန်မြတ်နိုင်ကနေမင်းတို့ကိုအမေရိကန်ဒေါ်လာသိမ်းချပေးခဲ့ပြီးတော့ဒီထမ်းလျှောက်ကံဖြစ်စဉ်နဲ့ဒေတာရင်းမွတ်စလင်တွေကိုလက်နက်ပြအနိုင်ကျင့်တာတွေ ဒေသတွင်းမွတ်စလင်တွေကိုအတင်းအဓမ္မခေါ်ဆောင်ပြီးတော့အသုံးစရိတ်တွေသွာလာစရိတ်တွေနဲ့ပြားပေးပြီးတဲ့နောက်ဒီရုပ်ရှင်ရိုက်သင်းတူတွေပြုလုပ်ဖို့အသုံးပြုခဲ့တဲ့အချိန်ကစပြီးနေမင်းထွန်းကရခိုင်လက်နက်ကိုင်သဘောအေအေရဲ့လက်ကင်တို့ဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့လအနေငယ်ကတော့ပဲရခိုင်လက်နက်ကိုင်းသဘော AA အဓိကနေရလို့ဆိုလို့ရတဲ့ကြောက်တော်မျိုးရဲ့အရှိတ်အဝါချံဆုံးရောက်တွေအများစုရှိနေတယ်ဒီတရက် တပင်ကြေးရွာလေကြောင်းတိုက်ခိုက်မှုဒါအပြင်ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့တမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေအတွင်း အပြစ်မဲ့အရက်သားအနေနဲ့အမြဲတမ်းပုံပန်အမြဲတမ်းပုံဖော်ပြီးတော့တရင်တို့တရင်မှာဖြန့်ဝေပေးနေတဲ့ lobby တယောက်လည်းဖြစ်ပါတယ်။ပုံမှန်အပြစ်တော့ရခိုင်လမ်းဖက်ကိုင်းသဘောအေရတရင်ထုတ်ပြန်ရေးတွေမှာခိုင်သူခကထုတ်ပြန်လေးရှိပေမဲ့နောက်ပိုင်းမှာတော့ media platform ကနေတဆင့်အလွတ်တမ်းသတင်းတော့တယောက်ကိုမွေးထုတ်ပြီးတော့နေမင်းထွန်းကိုအသုံးချခဲ့တာပဲဖြစ်ပါတယ်။ဒီနေမင်းထွန်းကပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့ကပုံနာကျွန်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေကိုကယ်ထုတ်ပေးနေတဲ့ဖြူစင်ရင်ွယ် Pride American အဖွဲ့က ဒီရခိုင်အစွမ်းရောင်ကလေးတည်ဆောမှုနဲ့ပတ်သက်ပြီးတော့လေမပြတ်မဲ့ပြည်သူအနေနဲ့ပရိဒါသမားတယောက်အနေနဲ့ပုံဖော်ခဲ့တဲ့ခံလက်နက်ကန်တပုံး AA ရဲ့အသုံးချခံတယောက်လည်းဖြစ်ပါတယ်။အခုဗီဒီယိုကိုကြည့်လိုက်မယ်ဆိုရင်လေရခိုင်လက်နက်ကန်တပုံး AA ထင်းချုပ်ထားတဲ့မြို့နယ်14မြို့အတွင်းလူမျိုးကွဲဘာသာကွဲမွတ်စလင်ဘင်္ဂလီတွေနဲ့ပတ်သက်ပြီးတော့ဒန်းတို့ညီများရှိတဲ့အလူတကောနေထိုင်လို့ရရဲဆိုတဲ့ပုံစံမျိုးပေါ်ဖို့အတွက်ဝါရဖြန့်လာတာဖြစ်ပါတယ်။ရခိုင်လက်နက်ကန်တပုံး AA ကထမ်းလျှောက်ကန်ဖြစ်စဉ်နဲ့ပတ်သက်ပြီး မွတ်စလင်အသားဝိုင်းမှာလည်းအချက်ကွဲအကျိုးနဲ့ဖြစ်ခဲ့တယ်။ဒါအပြင်ကမ္ဘာဒီမွတ်စလင်အဖွဲ့အစည်းတွေနဲ့ဥခွင့်ရစောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ဝိုင်းဝန်းထိုးနှက်မှုကိုလည်းခံရတာဖြစ်တဲ့အတွက်နိုင်ငံရေးတိုက်ခါရောလူမျိုးတော်တပ်ပြက်မှုဆိုတဲ့ခေါင်းစဉ်နဲ့အတက်ခံနေရတာဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်မှာရခိုင်လက်နက်ကိုင်တပုံအေးထင်းချုပ်ထားတဲ့ဒေသတွေမှာကမွတ်စလင်တွေနဲ့အတူရခိုင်လူမျိုးတွေကအတူတကွရှင်တွဲနေထိုင်နေကြပါတယ်ဆိုတဲ့ပုံရိပ်မှားတစ်ခုကိုပြဖို့အတွက်လောက်ကျန်ဇလန်းတွေကိုတောက်လျှောက်ဆိုလိုရိုက်ကူးလာခဲ့တာဖြစ်ပါတယ် အခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုကလစ်မှာလည်းရခိုင်ပြည်နယ်မှာရှိနေတဲ့မော့စလင်တွေအားလုံးကပညာသင်ကြားဝင်ဆုံးရှုံးနေရကနေအခုရခိုင်လက်နက်ကိုင်တပ်အေထင်းချုပ်ထားတဲ့မြို့နယ်၁၄မြို့အတွင်းသူတို့အခေါ်ရခိတာလမ်းစဉ်အရကအစိုးရလို့ခေါ်တဲ့ရခိုင်လက်နက်ကိုင်တပ်အေထင်းချုပ်ထားတဲ့ဒေသတွေအတွင်းကစာသင်ကျောင်းတွေမှာရခိုင်လူမျိုးတွေနဲ့အတူပင်ကလေးလူမျိုးတွေမွတ်စလင်တွေပါပညာသင်ကြားခွင့်ရနေတယ်ဆိုပြီးဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။တကယ်တော့ရခိုင်ပြည်နယ်မှာမွတ်စလင်တွေအားလုံးက မြန်မာပြည်မှာသင်နေတဲ့ပညာရေးစနစ်ကိုပညာသင်ကြားဖို့အာသီတမရှိကြဘူးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့1530ဝန်းကျင်ရခိုင်ပြည်နယ်ကိုဝင်ရောက်လာတဲ့စားချက်ဖို့စားနှယ်ဖို့ကူလီထမ်းခိုင်းမှုရောက်ရှိလာတဲ့စစ်ကောင်ပင်ကလေးတွေဝင်ရောက်ခြင်းကစပြီးတော့လွတ်လပ်ရေးမရခင်ကာလတွေတည်းကဘူဒီတော်မောင်တော်တဝိုက်မှာရှိနေတဲ့ပင်ကလေးတွေကနိုင်ငံတော်အစိုးရကတင်냐ပေးနေတဲ့အခြေခံပညာတွေကိုသင်ကြားလို့မရှိပါဘူး။1946ခုနှစ်မှာလေဒီ MLO ဆိုတဲ့ The Muslim Liberation Organization ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းပြီးတဲ့နောက်ဒီတော့စုအစိုးရစီမှာစတင်ပြီးတော့ဒီအရီဒူပညာ Arabic စာသင်ကျောင်းတွေကိုအသိမှတ်ပြုပေးဖို့ဒီတောင်းဆိုခဲ့တဲ့သူတွေဖြစ်ပါတယ်။ဥနုအစိုးရလက်ထက်မှာလည်းမယူတောင်းနဲ့မယူခရိုင်ဆိုပြီးတော့ဖွဲ့စည်းပြီးတဲ့နောက်ရခိုင်ပြည်နယ်မှာရခိုင်နဲ့မွတ်စလင်တွေကိုဒီကြအာဏာခွဲဝေရေးတောင်းဆိုခဲ့တဲ့မွတ်စလင်တွေလည်းဖြစ်ပါတယ်။ဒါအပြင်အခုဘင်္ဂလီလို့ခေါ်နေတဲ့ရိုဟင်ဂျာလို့နာမည်တက်ထားတဲ့တိုင်းရင်းသားလူမျိုးစုအမိခံ မျိုးနယ်စုတစ်ခုကိုမွေးထုတ်ပေးခဲ့တာကလည်း1950နောက်ပိုင်းကာလတွေမှာဖြစ်ပါတယ်။ဆိုတော့လွတ်လပ်ရေးမရခင်ကာလတွေကနေလွတ်လပ်ရေးရပြီးကာလဒါအပြင်လွတ်လပ်ရေးရပြီးနောက်ပိုင်းအခု88ခုနှစ်ကြာမြင့်တဲ့အချိန်အထိရခိုင်ပြည်နယ်မှာရှိနေတဲ့စစ်တကောင်ပေါ်စလင်တွေသူတို့ရဲ့အခေါ်ရိုဟင်ဂျာလို့ခေါ်တဲ့ဘင်္ဂလီလူမျိုးတွေအားလုံးကသူတို့ရဲ့အာရဗီစာသင်ကျောင်းတွေဘာသာရေးကျောင်းတွေမှာသာပညာပညာသင်ကြားကြတာဖြစ်ပါတယ် မြန်မာနိုင်ငံမှာခွင့်ပြုထားတဲ့အခြေခံပညာအခြေအခြေခံပညာအဆင့်ကနေစပြီးတော့တက္ကသိုလ်ပညာအထိလာရောက်တက်ရောက်ပညာသင်ကြားသူကအနေချင်းသာရှိပါတယ်။2016ခုနှစ်တကောင်စီရင်ကိုပြန်ကြည့်ရင်လည်းမောင်တော်ခရိုင်မှာဘာကဘုံကြီးကျောင်းတွေ220သာရှိပေမဲ့ဘင်္ဂလီဘင်္ဂလီတွေရဲ့ RB စာသင်ကျောင်းက1150ကျော်ရှိပါတယ်။အထက်တန်းကျောင်းတွေ200ကျော်ရှိပေမဲ့ RB စာသင်ကျောင်း1318ကျောင်းရှိပါတယ်။ ဆိုတော့ရခိုင်ပြည်နယ်မှာရှိတဲ့မော်စလင်တွေကအခုနေမင်းထွန်းဝါဒဖြန့်တယ်လို့ကိစ္စဆက်ဆက်စာတင်ကြားခွင့်မရဘူးဖြစ်နေခံနေရတယ်ဆိုပြီးဝါဒဖြန့်မှုကအခုလိုတမိုင်းအထောက်အထားတွေနဲ့ပြန်ကြည့်ရင်ပြောင်းလဲပြောင်းစားလုပ်တယ်ဆိုတာကိုမြင်တွေ့ရပါတယ်။ကိစ္စဆက်ဆက်ပညာတင်ကြားခြင်းနဲ့မော်စလင်မဲဖြစ်ဖြစ်ဘင်္ဂလီပဲဖြစ်ဖြစ်နိုင်ငံတော်မှာရှိနေတဲ့အခွင့်အရေးနဲ့နိုင်ငံသားတယောက်အခွင့်အရေးအဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုဖွဲ့စည်းပုံအခြေခံဥပဒေအရဒေသတွင်းဒေသန္တရအမိန့်တွေကိုလိုက်နိုင်အခြေခံပညာကနေစပြီးတော့တက္ကသိုလ်ပညာထိတင်ကြားခွင့်ရပါတယ်။ ဒါပေမဲ့မွတ်စလင်တွေအားလုံးကသူတို့ရဲ့ RP ကြောင်းနေဥရဒူပညာသင်ကြားလေးရှိပါတယ်။ဒါကတမိုင်းဆက်ဆက်မှာရှိခဲ့တဲ့အခြေအနေကလည်းအခုပြစ်ဆုံးပံကာလအထိရှိတဲ့အခြေအနေဖြစ်ပါတယ်။ဒါအပြင်အခုရခိုင်လက်နက်ကိုင်သဘုံ AA ကထန်းလျှောက်ကန်ဖြစ်စဉ်နဲ့ပတ်သက်ပြီးလူမျိုးတွန်းတပ်ဖြတ်မှုတွေနဲ့ခေါင်းစဉ်တက်ကြိုးခွင်းစွတ်ခံရမယ့်အခြေအနေရောက်နေတာကြောင့်အင်္ဂလီတွေနဲ့အတူရခိုင်ပြည်နယ်ကမွတ်စလင်တွေကတန်းတူညီမျှမှုရှိနေတယ်ဆိုပြီးတော့ပုံရိပ်မှရိုက်ဖို့ဒါအပြင်ကမ္ဘာအတိုင်းအဝိုင်းမြမအတိုင်းအဝိုင်းနဲ့မွတ်စလင်အတိုင်းအဝိုင်းမှာ ရခိုင်လက်နက်ကိုင်းတပုံအင်းရဲ့အရခပြည်သူအစိုးရခုရဲ့တပုံကသူတို့ရဲ့ဒေတာတွေမှာတည်ငြိမ်အေဂျင့်တွေအောင်ပြဖို့ဝါဒဖြန့်ခဲ့တာကိုလည်းမြင်တွေ့ရပါတယ်။ဘင်္ဂလီတွေရဲ့ပညာသင်ကြားခွင့်နဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကဘယ်တော့မှလည်းကန့်သက်ထားခဲ့တာမရှိပါဘူး။1982ခုနှစ်နိုင်ငံသားဥပဒေအရလည်းပညာသင်ကြားခွင့်ရရတယ်။သူတို့ရဲ့မိမိဆန္ဒအလျောက်ပညာသင်ကြားမယ်ဆိုတဲ့ပညာသင်ကြားခွင့်ရပါတယ်။ဒါပေမဲ့ ဘင်္ဂလီတွေအားလုံးက1939နှစ်ကနေစပြီးတော့1946ခုနှစ်လွတ်လပ်ရေးမရခင်နှစ်နှစ်နီးပါးမှာလည်းဒီဘင်္ဂလီပညာအာရဘီစာသင်ကျောင်းတွေကိုအသီးမှတ်ပြုတ်ပြီးတောင်းဆိုခဲ့တာရှိတယ်။ဦးနှုအစိုးရလက်ထက်မှာတဲ့မွတ်စလင်စစ်သွေးကြွတွေနဲ့မွတ်စလင်လူမျိုးရေးအစွန်းရောက်တွေကရခိုင်ပြည်နယ်ရဲ့အာဏာကိုတဝက်စီခွဲဝေပြီးတော့အာရဘီဥရဒူစာဥရဒူစာကိုတရားဝင်ပညာသင်ကြားခွင့်ရဖို့တောင်းဆိုခဲ့တဲ့တရားဝင်တောင်းဆိုမှုမှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။ဒါကတော့1948ခုနှစ်ကဖြစ်ပါတယ်။ ဝူသီတော်မောင်တော်ခရိုင်ကဒေသတွင်းမှာစလင်ဆုံးရောက်တွေကနတ်မြင့်နဲ့ကလရန်မြစ်ချားမှာရှိနေတဲ့ဒေသကိုဒီအာရဗီဒေသအဖြစ်မွတ်စလင်ပြည်နယ်အနေနဲ့တောင်းဆိုခဲ့တယ်။နောက်ပြီးတော့ဘင်္ဂလီတွေကိုတိုင်းရင်းသားအနေနဲ့အသီးမတ်ပြုရမယ်ဆိုပြီးတော့တောင်းဆိုခဲ့တာဖြစ်ပြီးတတိယအချက်ကတော့ဥရဒူဥရဒူဘာသာစကားကိုတရားဝင်စာအနေနဲ့အသီးမတ်ပြုပေးဖို့ဆိုပြီးတောင်းဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒီတောင်းဆိုမှုတွေကနေတစင်စပြီးတော့ပဲတောက်လျှောက်နှစ်ပေါင်းများစွာ နိုင်ငံတော်ကအတိအမှတ်ပြူတာတွေအတိအမှတ်မပြူတာတွေကိုကဏ္ဍတစ်ခု ထားလိုက်ရင်တော့မှပင်ကလေးတွေကသူတို့ရဲ့ဘာသာရေးကြောင်းတွေမှာပဲစတင်ကြားလေကြားတာရှိပါတယ်နိုင်ငံတော်ကသင်ပေးတဲ့အခြေခံပညာအစင်းမြင့်ပညာတွေကစပြီးတော့တက္ကသိုလ်ပညာတွေထိလာရောက်တက်ရောက်သူနေတယ်အင်းနဲ့ပတ်သက်ရင်လည်းအမျိုးမြင့်မရှိတဲ့အတွက်ပညာသင်ကြားတဲ့အရေးအတွက်လည်းအမတန်မှနေပါတယ်1950ကာလအထိရန်ကုန်တက္ကသိုလ်ကိုလာရောက်ပညာသင်ကြားခဲ့တဲ့ပင်ကလေးစစ်သွေးကြောင့်ပင်ကလေးအစွမ်းရောက်အရေးအတွက်ကလက်ငါးချောင်းမပြည့်ခဲ့ဘူးဖြစ်ပါတယ် နိုင်ငံရေးအခင်းအကျင်းကိုပဲအခွင့်အကောင်းယူပြီးတော့ဘင်္ဂလီမွတ်စလင်တွေက1952ခုနှစ်မှာရခိုင်မွတ်စလင်အစည်းအဝေးကိုဖွဲ့စည်းပြီးတဲ့နောက်ရခိုင်မွတ်စလင်ဆိုတဲ့နာမည်နာမကနေရိုဟင်ဂျာဆိုတဲ့နာမည်ကိုစတင်ပြီးတော့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ပြောရရင်တော့ရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီတွေအားလုံးကစစ်တကောင်းကနေဝင်လာတဲ့စားချက်ဖို့တောက်တုံမရခိုင်မှုအင်္ဂလိပ်အင်္ဂလိပ်တွေခေါ်လာတဲ့ခိုင်ဘက်တွေသာဖြစ်တယ်။ဒါပေမဲ့အခုလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့အခြေအနေရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကတော့ ရခိုင်လက်နက်ကိုင်းတပုံ AA ရဲ့နိုင်ငံရေးပေါ်ကြောင်ကြောင်ပေါ်တွတ်တော့နိုင်ငံရေးရည်ချင်းနိုင်ပါစွာနဲ့အရခနိုင်ငံထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုတွေတွေးကြော်နေပေမဲ့တကယ်တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ဘင်္ဂလီတွေနဲ့ဘာသာကြားတွေရဲ့စိုးမိုးမှုက68ရာခိုင်နှုန်းထိရှိနေပြီဖြစ်ပါတယ်။အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုပြီးတွေးကြော်နေပေမဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဘူတိတောင်မောင်တော်ရတိတောင်တကျော်ကဘင်္ဂလီလူမျိုးနဲ့မွတ်စလင်တွေ68ရာခိုင်နှုန်းရှိပြီးတော့ရခိုင်လူမျိုးက1.2ရာခိုင်နှုန်းသာရှိပါတော့တယ်။ ်ဟိန္ဒူလူမျိုးကရာဂိုင်းတော့အနည်းငယ်သာကြံရှိပါတော့တယ်ဆိုတော့လက်ရှိအခင်းအကျင်းမှာဘင်္ဂလီစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကိုလည်းခံနေရတယ်ထန်းလျှောက်ခံဖြစ်စဉ်မှာလည်းနိုင်ငံတကာရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေကိုခံနေရတယ်ရခိုင်လက်နက်ကန်သဘုံအေအနေနဲ့အခုလိုဝါဒဖြန့်မှုတွေနဲ့မဟုတ်မမှန်တဲ့တင်းတို့တင်းမားတွေကိုထုတ်ပြန်နေတာဖြစ်ပါတယ်ပုံမှန်ထုတ်ပြန်လေးရှိတဲ့ရခိုင်လက်နက်ကန်သဘုံအေရဲ့တင်းထုတ်ပြန်ရေးကောင်းဆောင်ခိုင်ဒုခကအမြဲတမ်းပြောင်းလဲပြောင်းစားနဲ့တင်းတို့တင်းမားတွေကိုအောက်ဖဲလှန်ရင် မမြင်တဲ့ဆိုသလိုလိန်လေးလိန်ထားရှိတဲ့အတွက်နောက်ပိုင်းမှာရခိုင်လက်နက်ကိုင်သဘော AA ရဲ့ဝါရဖြန့်မှုကိုအဲဒီမျိုးပြောင်းလာခဲ့တာဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်သဘော AA ကိုကိုစားပြုတဲ့ခိုင်တုခအစားအလွတ်တန်းတည်င်းတော့ဆိုတဲ့နီမင်းထွန်းကိုမွေးပြီးတော့ရခိုင်ပြည်နယ်ဒေသအတွင်းမှာရှိနေတဲ့ဒေသတွေတမတော်ရဲ့တိုက်ခိုက်မှုတွေရခိုင်လက်နက်ကိုင်သဘော AA နဲ့ထိတွေ့တိုက်ပွဲတွေနဲ့ရခိုင်လက်နက်ကိုင်သဘော AA ဆောင်ရွက်ပေးထားတဲ့အခြေခံလူမှုရေးကျန်းမာရေးစီးပွားရေးကိစ္စတွေကစပြီးတော့ အာရခပြည်သူအစိုးရခေါ်တဲ့တပုံရဲ့ဥဆောင်မှုတွေကိုဟိုက်လိုက်ပြီးဖော်ပြနေတဲ့အကြံဖက်အာဘေးတယောက်လည်းဖြစ်ပါတယ်။ဒီလိုအကြံဖက်အာဘေးသမားတယောက်ရဲ့အခုလိုမျိုးဝါဒဖြန့်ရိုက်ကူးမှုကိုပြန်ကြည့်ရင်ဘလောက်ထိရုပ်ပြည့်စင်ပြန့်နဲ့ပြောင်းလဲမြောင်စားနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်တိုင်းရင်းသားတွေအားလုံးကိုလူနည်းစုမျိုးခမိတက်စားတဲ့တိုင်းရင်းသားတွေအားလုံးကိုနိုင်ငံသားတယောက်ရဲ့အခွင့်အရေးအခြေခံပညာသင်ကြားခွင့်ရှိကြပါတယ်။ဒါပေမဲ့ အခုရခိုင်လက်နက်ကိုင်တပုံ AA ထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့မှာတော့ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့အခြေခံဖွဲ့စည်းပုံအနေနဲ့စုံမထောက်ပံ့ပြီးတော့ဒေသအတွင်းကစတင်ကြောင်းနေနိုင်ငံတော်ကကိစ္စဆက်တိစောက်ပေးခဲ့တဲ့အစိမ့်မြတက်ကတူတွေကစပြီးတော့အခြေခံပညာမူလာတန်းကြောင်းအလေတန်းကြောင်းအထက်တန်းကြောင်းတွေအားလုံးကိုအပိုင်စီလဝက်ကြီးအုပ်ပြီးတော့ရခိုင်လူမျိုးအစွန်းရောက်တွေရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်ရင်းနဲ့အရခလန်းစဉ်အစွန်းရောက်ကေတာတွေကိုတင့်ညံတွေထဲမှာရိုက်သွင်းပေးနေတာဖြစ်ပါတယ်။ဒီဗီဒီယိုမှာမြင်တွေ့ခဲ့တဲ့အတိုင်းပါပဲ နိုင်ငံတော်ကတိစောက်ပေးထားတဲ့စာတင်ကြောင်းတွေမှာအပိုင်စီးပြီးတော့အရခလန်းစင်ဆိုတဲ့သွေးဆိုးမှုလှုံ့ဆော်မှုစီယုံမှုတွေနဲ့ကြွေးကြော်မှုတွေကအစနိုင်ငံတော်တချင်းနိုင်ငံတော်အလံကိုမျက်ွယ်ပြုတ်ပြီးတော့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုပြီးရခိုင်လူမျိုးတွေစစ်သွေးကြွတွေကြွေးကြော်လေကြွေးကြော်ထားရှိတဲ့သကလုံးတွေနဲ့ကြွေးကြော်မှုတွေနဲ့ကြွေးကြော်ရင်ပြည့်တဲ့လက်ကိုပြန်ကိုက်တဲ့လုပ်ရက်တွေလုပ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကိုင်သဘောအေးထင်းချုပ်ထားတဲ့စာတင်ကြောင်းအကြီးအငယ်တွေကနေစပြီးတက္ကသိုလ်တွေအားလုံးမှာ ရခိုင်လက်နက်ကိုင်တပုံအေအေကအာရခလမ်းစဉ်နဲ့အတူဒုက္ခရောက်အောင်အာဒုက္ခလမ်းစဉ်ကိုပေါ်ဆောင်နေကြတာဖြစ်ပါတယ်။ဒီကြောင်းတွေမှာပဲရခိုင်လက်နက်ကိုင်တပုံအေအေအာပေးထောက်ခံသူတွေရခိုင်အစွန်းရောက်တွေအားလုံးကအတားအဆီးမရှိစာတင်ကြားခွင့်ရနေကြတာဖြစ်ပါတယ်။ဒီလိုစာတင်ကြောင်းတွေမှာပဲရခိုင်လက်နက်ကိုင်တပုံအေအေကသူတို့ရဲ့ပညာရေးစနစ်ကိုပေါ်ဆောင်ပြီးတော့နိုင်ငံတော်ကတိစောက်ပေးထားတဲ့စာတင်ကြောင်းတွေမှာဝင်ရောက်စာတင်နေရင်အရေးအနေနဲ့အခက်ချိုးချိုးတရေပေါ်အိတ်တရေနာစာလုပ်နေတာဖြစ်ပါတယ်။ဒါကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်၁၄မြို့နယ်ရခိုင်လက်နက်ကိုင်သဘောအီထင်းကျုပ်ထားတဲ့စာတင်ကျောင်းတွေအားလုံးကအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်ထောက်ခံသူတွေဝင်ရောက်နေထိုင်လှုပ်ရှားတပ်ဝင်နေတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုလည်းသတ်မှတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်မှာရခိုင်အစွန်းရောက်တွေရဲ့ဝါရားဖြန့်မှုတည်င်းတို့တည်င်းမားတွေနဲ့အတူအခုဗီဒီယိုကိုကြည့်လိုက်ခြင်းအားဖြင့်စာတင်ကျောင်းတွေအားလုံးမှာရခိုင်လက်နက်ကိုင်သဘောအီနဲ့ကြောထောင်နောက်ခံပြည်မှုတွေသာဝင်ရောက်နေထိုင်ပညာသင်ကြားနေကြရတဲ့ဆိုတဲ့အခြေအနေမျိုးကိုမျက်ဝါးထင်ထင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အကြောင်း အကျန်းဖက်သမားတွေနဲ့အတူရှင်တွင်းနေထိုင်နေတဲ့သူမှန်သမျှအကျန်းဖက်သမားတွေဖြစ်ပြီးအကျန်းဖက်သမားတွေရဲ့ဆောင်ရွက်မှုတွေကိုလိုက်နာသူမှန်သမျှအကျန်းဖက်အားပေးတွေဖြစ်တယ်ဆိုတော့တတ်မှတ်ရမယ့်ခေါင်းစဉ်တွေလည်းရှိထားပြီးဖြစ်တယ်လို့တတ်မှတ်ချက်တွေနဲ့လည်းအညီဖြစ်ပါတယ်။အကျန်းဖက်တိုက်ဖြတ်ရေးဥပဒေအရာပဲဖြစ်ဖြစ်နိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ရခိုင်လက်နက်ကင်သဘောအေအေရဲ့အုပ်ချုပ်မှုအောက်မှာပျော်ရွှင်စွာနေ့စဉ်ဖြတ်တန်းနေကြတဲ့ရခိုင်လူမျိုးအစွမ်းရောက်တွေရဲ့ဖြတ်တန်းမှုတွေကိုတော့မျက်ချင်မပြတ်စောင့်ကြည့်ပြီးလိုတယ်လို့အရေးယူဆောင်ရွက်သွားဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ ဒါကတော့ရခိုင်လက်နက်ကိုင်တပုံအေးမွေးမြူထားတဲ့ lobby နေမင်းထွန်းရိုက်ကူးထားတဲ့ဝါဒဖြန့်သတင်းတပုံနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ရခိုင်လူမျိုးရေးအစိုးရတွေအားလုံးကဗမာလူမျိုးရေးမုံဒီမှုကိုကြိုက်သွင်းထားခဲ့ပြီးတဲ့နောက်အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုတွေနဲ့အတူမျိုးနွယ်စုလူမျိုးစုမျိုးဆက်သစ်တွေအားလုံးကိုဗမာမုံဒီရေးအပြင်ပြီးခဲ့တဲ့နှစ်ပေါင်းများစွာရခိုင်နန်းလူပွဲမှာကြာရှုံးခဲ့တာတွေကိုမေ့ပြီးတော့ဗမာလူမျိုးတွေကရခိုင်ချင်းနန်းကို တိမ့်ပိုက်ခဲ့တယ်ဆိုတော့တည်င်းတို့တည်င်းမှာသမိုင်းတို့သမိုင်းမှာပါဇက်တည်င်းနှုတ်တည်င်းအဲ့ရဝင်ပုံမြင်နေတဲ့ဝါဒဖြန့်နေကြတာဖြစ်ပါတယ်ဒီလိုမျိုးဝါဒဖြန့်မှုတွေရဲ့အဓိကစရာကစာတင်ကြောင်းတွေဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်မှာရှိနေတဲ့စာတင်ကြောင်းတွေကရခိုင်လက်နက်ကိုင်တပုံအေအေဝေးထုတ်ပေးနေတဲ့အမာခံကေဒါတွေရဲ့အဓိကအရင်းမြစ်တွေဖြစ်တယ်ဆိုတော့အချက်နဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ရခိုင်အကြမ်းဖက်သမား ULA အင်ကြီးကတော့အမြဲတမ်းတရင်တို့တရင်မားတွေနဲ့ထုတ်ပြန်ပြီးအမြဲတမ်းပြောင်းလဲပြောင်းသားလုပ်နေတဲ့တိုင်းရင်းသားအမြေခံအဆောင်ရောက်တွေဖြစ်တဲ့ဆိုတဲ့အကြောင်းရခိုင်လက်နက်ကန်တဘအေအေမွင်းထုတ်ပေးလိုက်တဲ့လော်ဘီနေမင်းထွန်းရဲ့ရိုက်ကူးမှုတွေအားလုံးကကြက်ကူးထားတဲ့ရုပ်ရှင်မှတ်တမ်းသားမကထန်းလျှောက်ကန်ဖြစ်စဉ်တရက်တပင် ဖြစ်စဉ်ကြောက်တော်မှာရှိနေတဲ့မဟောတရာစာတင်ကြောင် ပေါတော့မှရှိနေတဲ့တောင်ညူရွာဖြစ်စဉ်နဲ့ပြီးခဲ့တဲ့ရက်ကခိုင်လန့်နဲ့ကိုင်းတပုံအေအေနဲ့အာစာတိုက်ပွဲအာစာနဲ့ဖြစ်ပေါ်တဲ့တိုက်ပွဲတွေတည်ဆုံးခဲ့တဲ့ဖြစ်စဉ်တွေကအစသွားရောက်ရိုက်ကူးနေတဲ့သူဖြစ်ပါတယ်။ဒီခိုင်လန့်နဲ့ကိုင်းတပုံအေအေထင်းချုပ်ထားတဲ့ဒေသတွေအလုံးကိုလွတ်လပ်စွာသွားလာခွင့်ရနေတယ်။လူတယောက်လည်းဖြစ်တယ်ဆိုတဲ့အချက်ကိုမေ့မထားဖို့လိုပါတယ်။နေမင်းတို့ရိုက်ကူးသည်။အာလုံးကရခိုင်လန့်နဲ့ကိုင်းတပုံအေအေကိုအမွန်တင်တိတ်ခါတင်ပြီးတော့ဝါရဖြန့်မှုရိုက်ကူးနေတယ်ဆိုတဲ့အချက်တွေကိုလည်းမေ့မထားဖို့